င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့မေလာရှင်ရည်ည၈နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးရောမှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မွန်နဲ့ဘကိုးအဆက်ကခမရ998တရင်သိန်းတိုက်ပွဲပြင်းထန်နေတဲ့တဲ့။ ရေးမှာမြေမြုံမိုင်းကြောင့်ဒေသခံတူဦးခြေထောက်ပြက်တော့ဒဏ်ရာရရှိခဲ့တဲ့တဲ့နဲ့ကရင်ပြည်နယ်ကြုံတိုးမြို့မကြာရေးအပြင်းထန်ခုခံမှုစစ်ကောင်စီပြင်ဆင်နေတဲ့တဲ့မြန်မာနယ်စပ်တိုက်ပွဲတွေကြောင့်ဒေသခံယာနေချီထိုင်းမက်ချန်းကိုတန်းရှောင်နေရတဲ့တဲ့တွေကိုပါရှုစားကြရမှာပါနိုင်ငံကတဲ့တွေမှာတော့အိန္ဒိယရဲ့တိုက်ခိုက်မှုအတွက်ဒဏ်ပြန်ခတ်မယ်လို့ပါကစ္စတန်တုံးဝလိုက်တဲ့တဲ့ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ရုရှားတောင်းဆိုတာတွေများလွန်းနေလို့အမေရိကန်ပြောလိုက်တဲ့သတင်းတွေနဲ့အတူ ာနာသိန်းကာလာတက်ဖြတ်ဖန်စီခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါမွန်ပြည်နယ်နဲ့ပဲခူးတိုင်းဒေသဆန်ရွှေကျင်မြို့နယ်ကွန်းစိတ်ကျေးရွာရှိစစ်ကောင်စီရဲ့အမှတ်968ချင်းမြန်တရင်မှာနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကတရင်မကြရေးအတွက်လေကြောင်းကနေအပြင်းထန်ခုခံနေရလို့ တော်လိုင်းတပ်ဖွဲ့တွေကတာဝန်ထမ်းမှုပြောပါတယ်စစ်ကောင်စီရဲ့ခမာယ998တရင်ဌာနချုပ်ကိုပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းကစပြီးကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကဝါရံပိတ်ဆို့ထားကမေလ၈ရက်နေ့ကစလို့တရင်သိမ်းတိုက်ပွဲဆင်နွှဲနေတာပါတရင်ဌာနချုပ်မကြာရေးအတွက်လေချောင်းတိုက်ခတ်မှုအကြိမ်30ထံမှနေပြုလုပ်ထားပြီးအနည်းပတ်ဝန်းကျင်တပ်စခန်းတွေကနေလည်းလက်နက်ကြီးတွေအဆက်မပြတ်ပစ်ကူပေးနေတာဖြစ်ပါတယ် တိုက်ပွဲအတွင်းတော်လန်ရေးတပ်ဖွဲ့တွေဟာစစ်ကောင်စီရဲ့တရင်ဗဟိုကင်းတီထိုးဖောင်းဝင်ရောက်နိုင်ခဲ့ပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ယာယီပြန်ဆုပ်ပေးထားတယ်လို့မြေပြင်တိုက်ပွဲတွေမှာပါဝင်တဲ့ပုံမှုတူကပြောပါရယ်။ရွှေချင်းမြို့နယ်မှာတော့စစ်ကောင်စီရဲ့ခမာယ96ရှေ986နဲ့443ရာတရင်တွေတီရှိနေပြီးစစ်ကောင်စီဘက်ကတော့ခမာယ968တရင်မကြရေးအတွက်အပြင်းထန်ခုခံနေတာဖြစ်ပါတယ်။ခမာယ968တိုက်ပွဲကြောင့် ကွန်စိတ်သူရဲ့တမိန်ညောင်ချေတော့အပါအဝင်ကျေးရွာ၅ရွာထက်မနည်းကဒေသခံပြည်သူတွေဟာနေရဆုံးခွာထွက်ပြေးတန်းဆောင်နေကြရတယ်လို့စစ်ဆောင်အရေးကူညီပေးနေသူတွေထံကနေသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကလည်းကွန်စိတ်ကျေးရွာရှိစစ်ကောင်စီရဲ့နယ်မြေရဲစခန်းကို KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်ခဲယံအများအပြားသိမ်းဆည်းရမိခဲ့ပါဗျ။ မွန်ပြည်နယ်ရေးမြင့်နယ်မောကနေကြီးရွာရေးတော်ဝဲကားလမ်းဘေးခါလာရ136တိုင်ရင်အနီးမှာအမျိုးသားတအိုးဟာမြေမြောင်မိုင်းနှင်းမိပေါက်ကွဲမှုကြောင့်ခြေတော်ပြတော့ထံရာရရှိခဲ့တယ်လို့ဒေသခံတွေကတလင်ထောင်းမှုပြောပါရယ်မေလ9ရက်နေ့ညနေ4နာရီခန့်အချိန်ကမောကနေကြီးရွာကားစိတ်ပိုင်းကနေအသက်40ကျော်ရွယ်ဒေသခံအမျိုးသားတအိုးဟာခြံထဲကနေအပြန်စစ်ကောင်စီရဲ့အမှတ်106ခြေလင်းတိုင်ရင်အနီးကားလမ်းဘေးမှာအပေါ်သွားမိရာကနေမိုင်းနှင်းမိခဲ့တာပါ မြေမြုံမိုင်းနင်းမိမှုကြောင့်မောကနေကျေးရွာဒေသခံအမျိုးသားဟာညာဘက်ခြေထောက်ခြေမျက်စိအောက်ကနေပြတ်တောက်သွားပြီးဘယ်ဘက်ခြေထောက်လည်းမိုင်းစားထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။မြေမြုံမိုင်းကြောင့်ညာဘက်ခြေထောက်ပြတ်တောက်ဒဏ်ရာရရှိခဲ့တဲ့အဲ့ဒီအမျိုးသားဟာလူမှုကွန်ရက်အသင်းအကူညီနဲ့လက်မိုင်းဆေးရုံမှာတက်ရောက်ကုသမှုခံယူနေရပါတယ်။စစ်ကောင်စီရဲ့ခါလာယာ136တပ်ဟာ သူတို့တက်ရင်ကိုတော်လန်ရဲ့အဖွဲ့တွေလာမရောက်နိုင်အောင်တက်ရင်ပပတ်လင်မှာမြေမြုံမိုင်းအများပြားထောင်ထားတယ်လို့ဒေသခံတွေကပြောကြပါဗျ။တာလင်ထိုင်းကလလန်းမီတလောက်ပြုစုထားတဲ့အချက်လက်တွေရာမွန်ပြည်နယ်မှာယခုနှစ်တွင်မြေမြုံမိုင်းကြောင့်အရသာ9ဦးထပ်မံတေဆုံးထားတာဖြစ်ပါတယ်။မြေမြုံမိုင်းအုံပြုမှုတာမြင့်ရေးနိုင်ငံတကာစီးအောင်လုံးဆောင်ရေးအဖွဲ့ ICBL ရဲ့အစီရင်ခံစာအရမြန်မာနိုင်ငံဟာအာဏာသိမ်းကာလအတွင်းကမ္ဘာပေါ်မှာမြေမြုံမိုင်းကြောင့်လူထိခိုက်ဒေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1958ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ရှင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1958ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6618ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2922ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6921ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဝန်ပြည်နယ်မှာတော့အာနာသိမ့်မှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစည်းအဝေးကိုတော့နိုင်ငံရေးကျင်းသားများကကြီးစောင့်ရှောက်ရေးတင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ KNL ဥဆောင်တဲ့ဒေါ်လာရေးတပ်ပေါင်းစုတွေရဲ့ဆက်ဆံရေးကြောင့်အထိနာနေတဲ့စစ်ကောင်စီတဟာကျုံတို့မျိုးပေါ်မှာတာမက ဖန်မျိုးအနီးနားကနေရာတွေမှာပါခန့်စစ်ပြင်ဆင်ပြီးစီရေးလှုပ်ရှားတာတွေလှုပ်ဆောင်နေပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ KNL ဥဆောင်တဲ့ဒေါ်လာရေးတပ်ပေါင်းစုတွေရဲ့ဆက်ဆံရေးကြောင့်အထိနာနေတဲ့စစ်ကောင်စီတဟာကျုံတို့မျိုးပေါ်တာမကဖန်မျိုးအနီးနားကနေရာတွေမှာပါခန့်စစ်ပြင်ဆင်ပြီးစေးလှူရှားတာတွေလှုပ်ဆောင်လာနေတယ်လို့နံမြေကန်သတင်းရှင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ် ကင်းပြည်နယ်ကြုံတိုးမြို့နယ်ကော့ကရိတ်မြို့နားမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အောင်စရစစ်ကြောင်းတွေအပါအဝင်တပ်စခန်းတွေကိုပြီးခဲ့တဲ့ April 14ရက်နေ့ကစလို့ကေမျိုးသားလူမျိုးရေးတက်မတော် KNL ဥဆောင်တဲ့မဟာမိတ်တော်လိုင်းရေးတပ်ပေါင်းစုတို့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေနှစ်ဖက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တာပါတိုက်ပွဲအတွင်းကော့ကရိတ်ကြုံတိုးကားလမ်းပိုင်းကစစ်ကောင်စီတပ်ရဲ့ဂိတ်စခန်းနဲ့ကာကင်းစခန်းအချို့ကို KNL ဥဆောင်တဲ့မဟာမိတ်တော်လိုင်းရေးတပ်ပေါင်းစုတို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးကော့ဂရိတ်မြို့နယ်ကြုံတိုးမြို့မှာအခြေစိုက်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကိုပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာကြုံတိုးမြို့သိမ်းပိုက်မခံရဘူးနဲ့ကြုံတိုးကော့ဂရိတ်ကားလမ်းပိုင်းမှာရှိတဲ့ဂိတ်စခန်းတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့နည်းမြေပြန်လည်ဆွေးနွေးနိုင်ဖို့အတွက်ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကတက်မ20နှစ်ဥဆောင်တဲ့စစ်ကြောင်းတွေကိုဆေးလွတ်ခဲ့ရာ KNL ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့ချေမှုန်းနိုင်ခဲ့ပါတယ်။စစ်ကြောင်းထိုးရောက်လာနေတဲ့စစ်ကောင်စီတပ်ကို KNL တွန်းလိုင်းရေးပူပေါင်းဖွဲ့တွေက ကျုံတို့မျိုးအနီးနွားကြံကုံရွာဘက်နားမှာပိတ်ဆုပ်ခြေမုံတက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖက်ကဒုတက်ရင်မှုတူပါဝင်ဘိုးဆင်းရှိသူနဲ့တပ်သားဆင်းရှိသူ30ဦးထက်မနည်းတိဆုံးခဲ့တယ်လို့တော်လိုင်းရေးသတင်းရှင်းမြစ်တွေကဆိုပါတယ်ပိတ်ဆုပ်ခြေမုံခံခဲ့ရတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာစစ်ကြောင်းဖွဲ့စည်းပုံပြတ်သွားတဲ့အထိဖြစ်သွားခဲ့ပြီးပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့တော်လိုင်းရေးသတင်းရှင်းမြစ်တွေကတီးပေးထားပါတယ်လက်ရှိမှာတော့စစ်ကောင်စီတပ်ဟာ ဂျုံတိုးမြို့တစ်ဖက်ကဖမ်းမြို့နယ်ဂျိုင်းဒေတာတဲကိုအခြေပြုစုဖွဲ့ပြီးတပ်ဆွဲထားတယ်လို့ဂျုံတိုးမြို့ဘော်ကဖြူဟာစကန်စတင်ချောင်းနဲ့မိဘုံကွင်းသားကဖုန်ကြီးချောင်းမှာအခိုင်အမာတပ်ဆွဲထားပြီးတော့ခံစစ်ပြင်ဆင်တာတွေလှုပ်ဆောင်ထားတယ်လို့နယ်မြေကန်သတင်းရှင်းမြစ်ကပြောပါတယ်။ဒါအပြင်ဖမ်းတာမညကြားကလေးဂျိုင်းကားလန့်တစ်လျှောက်မှာလည်းစစ်ကောင်စီတပ်ကစစ်ရင်နန်းတွေနဲ့တွာလာလှုပ်ရှားနေတဲ့အပြင် လုံခြုံရေးစောင့်ကြည့်တာကိမုတ်ဝတ္တာတွေတာမကဖမ်းမြို့နီးတန်လွင်မြက်မှာစစ်တပ်မော20ထပ်မနဲ့ လုံခြုံရေးယူထားတာတွေရှိတယ်လို့သိရပါတယ်။ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်မှာဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နှစ်ဖက်တိုက်ပွဲတွေကြောင့်ဒေသခံပြည်သူ200ကျော်ဟာထိုင်းဘက်ခြမ်းကိုတိမ်းရှောင်နေကြရပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်မှာဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ဒေါ်လန်ဤတပ်ဖွဲ့တွေရဲ့နှစ်ဖက်တိုက်ပွဲကြောင့်ဒေသခံပြည်သူ200ဝန်းကျင်ထိုင်းဘက်ခြမ်းကိုတင်းရှောင်ရောက်ရှိလာခဲ့တယ်လို့နေဆက်သတင်းမြစ်တီကပြောပါတယ်။မေလ9ရက်နေ့မနက်ပိုင်းကလှိုင်းပွဲမြို့နယ်မဲလီဒေသထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကို KNN KNDU ဒေါ်လန်ဤပေါင်းတပ်တွေကဒရုန်းတွေနဲ့စတင်တိုက်ခိုက်ခဲ့ပြီးနောက်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာနီနာဝန်းကျင်ကဒေသခံပြည်သူ200စစ်ပြေးရှောင်နေခဲ့ရတာပါ။အဲ့ဒီစစ်တပ်စခန်းတွေဟာထိုင်းနိုင်ငံတာခရိုင် တဆောင်ရိုင်းမြို့နယ်မဲလာကြီးရွာနေဆက်နီးတောင်ကုန်းတစ်ခုပေါ်မှာခြေကုပ်တဆွဲထားတာဖြစ်ပြီးတိုက်ပွဲကြောင့်စစ်ပေးဆောင်ရောက်ရှိလာတဲ့ကရင်ဒေသခံပြည်သူတွေကိုစောက်ရှောက်ကူညီပေးထားသလိုနေဆက်လုံးကျုံရေးကိုလည်း၂၄နာရီစောင့်ကြက်ကြီးရှုလျက်ရှိနေတယ်လို့ထိုင်းအနာဘိုင်းဒီကဆိုထားပါဗျ။ KNN KNDO တော်လိုင်းပူအောင်တက်တွေဟာခုနှစ်ကစပြီး KNU ဖာအန်ခိုင်တက်မာခုနှစ်နေမြေနေဆက်လျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့မော်ဖာသူခလေဒီပူလူတူ စကန်တို့ကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိတ်နိုင်ခဲ့ပြီးကြန့်ရှိနေသေးတဲ့စကန်တွေကိုလည်းဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ KNU အုပ်ချုပ်ရေးတမတ်ချက်အရအခုထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်စခန်းဟာတပ်မခွင်နယ်မြေဖန်ခိုင်ပိုင်ကျုံမြို့နယ်ထဲမှာရှိတာဖြစ်ပြီးအဲ့ဒီဒေသထဲမှာ တာလီဘူဝါစကန်ပါဝင် မေလစကန်မော်ဖိုးကီ နော်တရာတောင်ထိပ်စကန်စတဲ့စစ်ကောင်စီတပ်စခန်းတွေကြန့်ရှိနေသေးတာဖြစ်ပါတယ်။ KNNI KNDU ဒေါ်လိုင်းပူပေါင်းတက်ကမော်ဖာသူ ခလေဒီနဲ့ပူးလူတူစကန်တို့ကိုစကန်သိန်းတိုက်ပွဲဆင်နွယ်သိမ်းယူခဲ့တဲ့အချိန်တုန်းကလည်းစစ်ကောင်စီတပ်ကမြေပြင်ကနေစစ်ကူမပေးဖို့နိုင်ပေလေချောင်းပစ်ကူနဲ့သာအုံပြတိုက်ခိုက်ခဲ့ပေမဲ့စကန်တွေကိုတစ်ခုပြီးတစ်ခုလက်လွတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024နှစ်ကုန်ပိုင်းကလည်း KNU ဗဟိုဌာနချုပ်ဟောင်းနေရာဖြစ်တဲ့တပ်မှခုနှစ်မာနေပလောဒေသတွေကစစ်ကောင်စီတပ်စကန်တွေအားလုံးကို KNLN KNDU တော်လိုင်းပူပေါင်းတပ်ကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မာနေဘလောဒေတာထဲမှာစစ်ကောင်စီတပ်ကင်းစင်သွားပြီလဲဖြစ်ပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်အိန္ဒိယရဲ့တိုက်ခိုက်မှုအတွက်တံပြန်ခတ်မယ်လို့ပါကစ္စတန်ကြုံးဝါလိုက်ပါတယ်ဒီအကြောင်းကိုတော့ဝိုင်းနေကပြောပြပေးထားပါတယ်အိန္ဒိယရဲ့အမုန်းထားတိုက်ခိုက်မှုအတွက်ဓမ္မခတ်ဖဲမနေဘူးလို့ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ကမေရှိယမှာကျောင်းဝလိုက်ပါတယ်။မေ9ရက်ကကာရှမီးယားဒေသမှာအိန္ဒိယနဲ့ပါကစ္စတန်တို့တိုက်ပွဲဖြစ်ပွားပြီးလူ38ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ပါကစ္စတန်ကိုအိန္ဒိယကဒုံးကျည်တွင်နဲ့စတင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အငင်းပွားနေတဲ့မြောက်ပိုင်းနယ်စပ်တစ်လျှောက်မှာနှစ်ဖက်လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ကာရှမီးယားဒေသမှာလူ26ဦးသေဆုံးခဲ့တဲ့စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကိုပါကစ္စတန်ကကူညီပေးခဲ့တယ်လို့အိန္ဒိယကဆွဆွဲပြီးတဲ့နောက် နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိချင်းတွေကြားဆယ်စုနှစ်နှစ်စုကျော်အတွင်းအဆိုးရွားဆုံးပဋိပက္ခပေါ်ပေါက်လာခဲ့တာဖြစ်ပါလေ။အိန္ဒိယရဲ့ဆွဆွဲမှုကိုပါကစ္စတန်ကပယ်ချထားပြီးတိုက်ခိုက်တပ်ဖြတ်မှုတွေကိုအမိခိုကင်းကင်းစုံစမ်းစစ်ဆေးဖို့တိုက်တွန်းထားပါလေ။ဝန်ကြီးချုပ်ရှရစ်ဦးဆောင်ပြီးတော့ပါကစ္စတန်မျိုးသားလုံးချုပ်ရေးကောင်စီရေးပေါ်စည်းဝေးတရက်ကျင်းပပြီးကာကွယ်ရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပါလေ။အစည်းအဝေးပြီးရနောက်ထုတ်ပြန်တဲ့ကြေညာချက်မှာနိုင်ငံတကာအနေနဲ့အိန္ဒိယကိုတာဝန်ခံခိုင်းဖို့တိုက်တွန်းထားပါလေ။အိန္ဒိယကဒေတာရင်းမိတော်ကြီးတခုမှုွေးခဲ့ပြီး ပါကစ္စတန်နေနဲ့အပြစ်မဲ့ပြည်သူတွေရဲ့ NDA ကိုကာကွယ်ရေးပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ယုံကြည်ညာချက်မှာဖော်ပြပါတယ်။ပါကစ္စတန်ရဲ့နမိတ်ထဲမှာကျမတ်သမားတွေရဲ့တက်စကန်တွေရှိနေတယ်ဆိုတော့အိန္ဒိယရဲ့ဆဆွဲချက်ကိုပါကစ္စတန်ကပယ်ချထားပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီဟာပြည်ရဲမှာလူကြိုက်ပုံများလာစေဖို့ပါကစ္စတန်ကိုတိုက်ခိုက်တာဖြစ်တယ်လို့ပါကစ္စတန်ကာကွယ်ဝန်ကြီးကပြောကြားထားပြီးတော့မိမိတို့လည်းပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ လက်စားချေမှုစတင်ပြီးပါပြီကျွန်တော်တို့အကြကြီးမဆောက်ပါဘူးလို့ပါကစ္စတန်ကာကွယ်ဝင်ကြီးခါဝါဂျာမူဟာမက်အစစ်ကပြောကြားထားတာဖြစ်ပါတယ်ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အတွက်ရုရှားတောင်းဆိုတာတွေများလွန်းတယ်လို့အမေရိကန်ပြောလိုက်ပါတယ်ဒီသတင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါတယ် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်ရုရှားရဲ့တောင်းဆိုမှုတွေများလွန်းနေလို့ American ဒုသမရ JD Vance ကမေလ9ရက်နေ့မှာပြောကြားလိုက်ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာရုရှားပါဝင်လာစေရေး American ရဲ့ကြိုးပမ်းမှုနဲ့ပတ်သက်လို့အင်ဖြူတော်ကစိတ်ပြတ်နေပါတယ်။ Washington မှာပြုလုပ်တဲ့ Munich ကောင်ဆောင်များအစီအဝေးတွင်ပြောကြားရာမှာဒုတိယသမရ Vance က American အနေနဲ့ရေရှည်အဖြစ်အတွက်အာရုံစိုက်နေတယ်လို့ဆိုပါတယ်။ ယူကရိန်းမှာရက်30ကြာအပြစ်ခတ်ရက်စဲရေးအဆိုပြုချက်ကိုရုရှားကစစောပိုင်းကပယ်ချထားပါတယ်။ ယာယီအပြစ်ခတ်ရက်ဆိုင်ယူကရိန်းအင်အားပြန်စုနိုင်တာကြောင့်ယာယီအပြစ်ရက်ဖို့စိတ်မဝင်စားဘူးလို့မော်စကိုကပြောဆိုထားတာပါရုရှားအနေနဲ့အလျှော့ပေးမှုတွေပြုလုပ်လာဖွယ်ရှိတယ်လို့ဒုတိယသမ္မတဗင်စ်ကပြောကြားထားတာကြောင့်ဒေါ်နယ်ထရန့်အစိုးရဟာရုရှားအပေါ်ပို့ပြီးတော့ရန်လိုဖို့ဆန္ဒရှိတဲ့လက္ခဏာတွေတွေ့နေရပါတယ်ရုရှားကယူကရိန်းစစ်ပွဲအဆုံးအသက်ရေးလိုအပ်ချက်တချို့နဲ့လိုက်လျောပေးမှုတချို့ကိုတင်ပြထားပေမဲ့ရုရှားတောင်းဆိုတာတွေများလွန်းတယ်လို့အမေရိကန်ဒုသမ္မတကပြောတာပါ ။တမရထရန်ကတော့အချိန်ဤတိုးတက်မလာရင်ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးမှုကနေနှုတ်ထွက်မယ်လို့ပြောထားပါတယ်။ယူကရိန်းကတော့ငြိမ်းချမ်းရေးအတွက်သူတို့ရဲ့နယ်မြေတွေကိုဆွန့်လွတ်သွားမှာမဟုတ်ဘူးလို့ပြောဆိုထားပြီးဒုတိယကမ္ဘာစစ်အောင်ပွဲနှစ်ပတ်လည်နေ့အတွက်ပြည်ပခေါင်းဆောင်တွေမော်စကိုစီရောက်ရှိလာမယ့်အချိန်မှာမော်စကိုကိုတိုက်ခိုက်မှုတွေလုပ်နေတာတုံ့ရက်မြောက်ပြီးဖြစ်ပါတယ်။ မနက်ဖြန်မေလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်အတိုင်းထွာချက်တွေအရမြန်မာနိုင်ငံမြဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတွေမှာတိမ်အသင်းအသင်းမှတိမ်ထူထပ်ပြီးကြံတပီလုံးမှာတော့တိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။တနင်္လာရီတိုင်းဒေတာတချို့မှာမိုးအသင်အသင်ရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုရူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ဒေတာလိုင်းနေပူချိန်တွေတိုးလာတာကြောင့်မိုးလွယ်ညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်ခြင်း မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်း၊နေရာကွက်လိုမိုးကြီးခြင်း၊ပျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့ဘေးရန်တရေတွေဖြစ်ပေါ်တတ်တာကိုသတိပြုကြရမှာဖြစ်ပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင်းအသင်းမှတိမ်ထူထန်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။တနင်္လာရီကံယူတန်းရခိုင်ကံယူတန်းနဲ့မုတ်တမကွေဘတ်တို့မှာ လေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္လာရီဆယ်မိုင်မှ -30 ခန်းထိတိုက်ခတ်နိုင်ပြီ လှိုင်းအနှဲငယ်မှာလှိုင်းအတင်းတင်းရှိနိုင်ပါတယ်။မြဝကျုံပေါ်ဒေသတွေမှာလေဟာအနောက်နောက်မြောက်ဘက်ကနေတနင်္လာ10မိုင်မှ -30 ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအတင်းတင်းရှိနိုင်ပါတယ်။စကိုင်းတိုင်းမန္တလေးတိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်ဆိတ်မှနေရာကျဲကျဲဝိုးထစ်ချုံရွာသွန်းနိုင်ပြီးမကွေးတိုင်းအေရဝတီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းတို့မှာ နေရာကွက်ကြောင်းမိုးထချုံရွာသွန်းနိုင်ပါတယ်။နေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ကရင်နီပြည်နယ်တို့မှာတိမ်အထင်အင့်ဖြစ်ထွန်းနိုင်ပါတယ်။နေပြီးတော့မကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်နီပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့ဖအံနဲ့တဝဲမြို့တို့မှာ32ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။ မြဝကျုံးပေါ်နဲ့တောင်ပိုင်းဒေသတခုလုံးမှာခရမ်းလုံရောင်ကြီးအညွန်ကိအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးကြံတပြီလုံးမှာတော့အလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခံမှန်းရရှိပါတယ်။ဒီမိုလေးဝသအစီအစဉ်ကိုတော့မြို့သားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာဝန်ကြီးဌာနနဲ့ဝင်းနီတော်ကုံတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တာလွင်ထိုင်းရဲ့ည8:00နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တလင်းထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အိမ်နဲ့မကောပုံးခိုရဘုံခိုခြင်းတစ်ခုတည်းမှာဘာတွေကိုဆောင်ထားပြီးဘာတွေကိုရှောင်ရှားရမလဲ။ဘုံခိုခြင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ရှောင်ရွက်များ ရေးပေါ်အခြေအနေတွေမှာဘုံခုကျင်းတွေကိုအချိန်မီဝင်ရောက်ပုံခုနိုင်ဖို့မိသားစုဝင်တိုင်းစနစ်တကျကြိုတင်နှိမ့်ကျင်ထားဖို့လိုပါတယ်။ဘုံခုကျင်းနေရာကိုတောဖို့လမ်းကြောင်းကိုကြိုပြီးရှင်းလင်းထားရမယ်နော်။ဒီကြောင်းနဲ့လက်နေကြီး NDA ဒေတာတရသတင်းပေးပို့ချက်တွေကိုအမြင်စောင့်ကြည့်နားထောင်ဖို့မမေ့နေနော်။အရေးပေါ်လိုအပ်တဲ့အချိန်မှာသုံးနိုင်ဖို့အတွက်ရိတ်ခါချောက်၊တောက်သုံးရည်၊စီဝါပစ္စည်းတွေ ဥပမာအရက်ပြန်ပက်တီဂွန်ပလာစတာနဲ့အကိုက်ခေးပျောက်စင်းချင်းလင်းဆေးတွေထစ်ထားတဲ့အသက် KH တခုကိုပြင်ပြီးတော့အသက်ဆောင်ထားရမယ်နော်အဝတ်အစားတချို့စောင်းဒါနနိုင်တယ်မီဆိုလာဘက်ထရီသုံးဖုန်းနဲ့ဗီဒီယိုတွေကိုလည်းကြိုးဖို့အိတ်ထဲမှာအသက်ကြိုထည့်ထားရမယ်နော်တက်ကြီးရွေအိုမတန်ဆုံးကလေးတငယ်နဲ့နာမကျန်းတဲ့မိသားစုဝင်တွေရှိရင် သူတို့အတွက်လိုအပ်တဲ့ PC တွေကိုလည်းကြိုတင်ထုတ်ဖို့ထားရမယ်နော်။မိသားစုဝင်အချင်းချင်းစိတ်ပိုင်းဆိုင်ရာဖေးမအားပေးမှုအမြဲမပြတ်ရှိရမယ်နော်။နဲနဲကြီးဒီချောင်းတိုက်ခိုက်တာတွေဖြစ်နေတဲ့အချိန်မှာဘုံဖို့ကျင်တဲ့ကနေအပြင်ကိုထွက်ကြည့်ရမျိုးလုံးဝလုံးဝမလုပ်ရဘူးနော်။အားလုံးလုံးကျုံစိတ်ချရတဲ့အချိန်ကြမှာဘုံဖို့ကျင်တဲ့ကနေထွက်ရပါမယ်။ မိသားစုတိုင်းရှင်တန်ဖို့အိမ်ကမပေါ်ပုံဖို့ဆို့